ပြောင်းလဲခြင်းကိုရင်ဆိုင်လိုက်ပါဘဝမှာဘသူဘသူအပေါ်မှာမျောလင့်ချက်ကြီးကြီးထားပြီးပုံသေးတွေ့မထားပါနဲ့ကိုကြီးညိုရတဲ့သူကိုလေးစားရတဲ့သူကိုတံပိုးထားရတဲ့သူဖြစ်နေတဲ့အတွက်လဲကိုထင်တယ်လို့မပြောင်းမလဲအမြဲတင်နေမှာတော့မဟုတ်နိုင်ဘူးလေတုတ်တူစင်တွေရဲ့စိတ်ဆိုတာအခြေအနေနဲ့အချိန်အခါကိုလိုက်ပြီးပြောင်းလဲနေတတ်တဲ့သဘောရှိတယ် တကယ်တော့ကိုအပါဝင်ပုထုဇဉ်တတ္တဝါတွေဟာတန်တာထက်ကိုပို့ပြီးပြောင်းလဲတတ်တဲ့သဘောရှိတယ်။အကြောင်းမပေါ်သေးလို့အကောင်းတွေပေါ်ပေးနိုင်ပေမဲ့အကြောင်းပေါ်လာတဲ့အခါမှာသူ့အခြေအနေနဲ့သူပြောင်းတော်လဲပြောင်းနိုင်တာပဲလေ။ဒီသဘောကိုကိုကသိထားရင်ကိုထင်တယ်လို့ဖြစ်မလာခဲ့ရင်လည်းဖြေစင်လို့ရတာပေါ့။ကိုမြုံနေတဲ့အတိုင်းမဟုတ်ဘူးဆိုလဲနားလည်မှုနဲ့ကိုစိတ်ခံစားချက်ကိုချော့ချလို့ရတာပေါ့။ ရုတ်တရက်ကြီးပြောင်းသွားတာကိုကရုတ်တရက်ကြီးအကြောင်းတရားရှိလာလို့နေမှာပေါ့အဓိကကတော့သူတို့ရဲ့အပြောင်းလဲချမ်းမှာကိုယ့်ဘက်ကဘလောင်မလဲမများဖို့ပါပဲကိုမျောလင့်တယ်လို့ဖြစ်မလာခဲ့ရင်လည်းဒီအခြေအနေကိုလက်ခံရမှာပေါ့ကိုမမျောလင့်ထားတာတွေဖြစ်လာခဲ့ရင်လည်းဒီအခြေအနေကိုလက်ခံရမှာပေါ့လိုက်ခံစားနေဖို့တော့မဟုတ်ဘူးလေပြောင်းလဲစရာအကြောင်းအခြေအနေရှိနေလို့ပြောင်းသွားတာလို့ပဲဖြေစေလိုက်ရမှာပေါ့ ကိုယ်စိတ်ခံစားမှုတက်တာတော့ဘုကအဓိကပါပဲ။ပြောင်းလဲတာကသူခံစားရတာကကိုယ်ဆိုရင်ကိုယ်ခံစားချက်တက်တာအောင်လဲကိုယ်ပဲပြုပြင်ရမှာမဟုတ်လား။အခြေအနေနဲ့အချိန်ခါပြီးတတ္တဝါတွေကိုပြောင်းလဲစေတတ်တယ်ဆိုတာတော့မိမထားနဲ့ပေါ့။ပေးကြတာကတော့အရာအလုံးဟာအမြဲတမ်းပြောင်းလဲနေတဲ့သဘောရှိပါတယ်။ပြောင်းလဲခြင်းကိုရင်ဆိုင်လိုက်ပါ